ချမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကစစ်ပေးဆောင်တွေခိုးလုံနေတဲ့စာတင်တိုက်ကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့ရမှာတန်ခါ6ပါးအပါဝင်စုစုပေါင်း9ဦးသေဆုံးခဲ့တယ်လို့တအန်းတပ်မတော် TNLA ကဒီနေ့မတ်လ18ရက်နေ့မှာထုတ်ပြန်ပါတယ်။နောင်ချိုမြို့စိန်ရတနာပရိယတိစာတင်တိုက်ကိုမနေ့ကညနေပိုင်းမှာစစ်ကောင်စီတပ်ဟာ Jet Fighter နဲ့ပေါင်250ပုံလေးလုံးကျဲချခဲ့ပြီးစစ်တပ်နဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ကအသိပေးပါတယ်။ဘုံကြရောက်ပောက်ကွဲတာကြောင့်စာတင်တိုက်အတွင်းကရဟန်း2ပါး၊တာမဏေ4ပါး၊အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးအပါအဝင်စုစုပေါင်း9ဦးဘုံစာထိမှန်ပြီးသိမ်းဆုပ်ခဲ့ရပါတယ်။ပြီးတော့တန်ကားတော်73ပါးနဲ့ပြည်သူ၄ဦးလည်းထိခိုက်ဒဏ်ရာတွေရပြီးအရက်သားနေအိမ်နဲ့အကျောင်းဆောင်အများပြားလည်းဘုံကြောင့်ထိမှန်ပျက်စီးသွားတယ်လို့အသိပေးပါတယ် ဒဏ်ရာရလူနာတွေကိုတော့စေကူတာဖို့ပို့ဆောင်ပေးထားပါတယ်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်တာမရှိဘဲအရတားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဥတီဘုံကျဲတိုက်ခိုက်နေတယ်လို့ TNLA ထုတ်ပြန်ပါတယ်ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကားကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လည်းတိုက်တွန်းထားပါတယ်နောင်ချုံမြို့နယ်တဲကအုံမတိလန်းခွဲနေရာတွေနဲ့တောင်ခန်းကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်နေပြီးမြို့ပေါ်မှာတော့စစ်ရေးလှုပ်ရှားမှုမရှိကြောင်းဒေသခံတွေကပြောပါတယ်ရှင်။ကချင်ပြည်နယ်ဗမော်မြို့ကရိုမန်ကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးအကြောင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမတ်လ16ရက်နေ့မှာမိရှို့ဖျက်ဆီးခဲ့တယ်လို့ကချင်သတင်းရှင်းမြစ်တချို့ကပြောပါတယ် စစ်ကောင်စီတပ်ဟာဖះเจ้าကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာမဟုတ်ပဲစစ်ကောင်စီတပ်သားတွေကိုယ်တိုင်မီးရှို့ဖျက်ဆီးတာလို့ဒေသခံကအသိပေးပါတယ်ဖះเจ้าမီးရှို့ခံရတဲ့ဖြစ်စဉ်အသေးစိတ်ကိုတော့မသိရသေးပါဘူးဒါပေမဲ့မီးရှို့ဖျက်ဆီးခံရတဲ့ဖះเจ้าမီးလောင်နေတဲ့ရုပ်သံမှတ်တမ်းကလည်း Facebook လူမှုကွန်ရက်မှာပြန့်နှံ့နေတာတွေ့ရပါတယ်စစ်ကောင်စီတပ်ဟာအာဏာသိမ်းပြီးနောက်ပိုင်း2021ကနေ2024နှစ်ကုန်ပိုင်းအထိ ခရိယံဘုရားကျောင်းဗုဒ္ဓဘာသာဖုံးတော်ကြီးကျောင်းအပါအဝင်ဘာသာရေးအဆောက်အအုံပေါင်းရာနဲ့ချီဖြည့်ဆည်းခဲ့ပါတယ်။ဗမောမြို့ဟာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့မြို့ဖြစ်ပြီးတိုက်ပွဲလေးလကျော်လာပြီဖြစ်ပါတယ်။လက်ရှိမှာမြို့ဧရိယာအများစုနဲ့အရေးပါတဲ့စစ်ကောင်စီတပ်ရင်းတချို့ကို KIA ကသိမ်းပိုက်ထားပါတယ်။အဓိကတပ်ဌာနချုပ်ဖြစ်တဲ့အမှတ်27စစ်စင်ရေးကိုယ်ကဲမှုဌာနချုပ်စကခ27ကိုအပိသက်သိမ့်ပိုင်နိုင်ရေး နေစဉ်တိုက်ခိုက်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ဗမော်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ KIA ပူပေါင်းတပ်ကစကခ27အတွင်ထိုးဖောက်ဝင်ရောက်နေပြီးခလတ်ရ40ခုဘက်မှလည်းစတင်တိုက်ခိုက်နေပြီလို့သတင်းရင်းမြစ်စီကသိရပါဗျရှင်။ တရားရုံးတစ်ခုကတားမြစ်မိန်ထုတ်ခဲ့တဲ့အချိန်သမ္မတဒေါ်နယ်ထရမ့်ဟာဒုစရိုက်ကိုင်းသားတွေလိုဆွဆွဲခံရသူဗင်နီဇွဲလားနိုင်ငံသား200ကျော်ကိုအမေရိကန်ကနေနင်းနေစေခဲ့ပါတယ်။မတ်လ16ရက်နေ့တုန်းကဗင်နီဇွဲလားဒုစရိုက်ကိုင်း Trendy Aragua ရဲ့အဖွဲ့သား238ဦးဟာအမေရိကန်ကနေ El Salvador နိုင်ငံစီရောက်ရှိလာတယ်လို့ El Salvador သမ္မတဘူကီလီကလူမှုကွန်ရက်ပေါ်အတည်ပြုရေးသားခဲ့ပါတယ်။ သူတို့နဲ့အတူ MS 13ဂိုင်းသား23ယောက်လည်းပါလာခဲ့သေးတယ်လို့ဘူကီလီကဆိုပါတယ်။ American ကနင်းနှင်းပြီး El Salvador အကျဉ်းထောင်တစ်ခုစီကိုရွှေ့ပြောင်းချုပ်နှောင်စေမဲ့အကျဉ်းသားတွေရဲ့နာမည်ကိုတော့ American ရော El Salvador ကပါမထုတ်ပြန်ခဲ့ပါဘူး။သူတို့ဟာဘလို့ဆွဲချက်တွေကြောင့် American မှာထောင်ဒဏ်ကြခံခဲ့ရတဲ့လဲဆိုတာကိုလည်းနှစ်နိုင်ငံအစိုးရတွေကမကြေညာခဲ့ပါဘူး။သမ္မတဒေါ်နယ်ထရမ့်ရဲ့ American အစိုးရဟာ ရာစုနှစ်တွင်တည်းချီကြာမြင့်နေတဲ့စစ်ကာလဥပဒေဟောင်းတစ်ခုကိုကိုးကားပြီးအကျဉ်းသားတွေကိုတခြားနိုင်ငံတစ်ခုစီနဲ့နှင်ရွှေ့ပြောင်းမှုကတရားဝင်တယ်လို့အကြောင်းပြခဲ့တာကိုဖက်ဒရယ်တရားသူကြီးတယောက်ကပယ်ချပြီးအဲ့ဒီနဲ့နှင်မှုကိုတားဆီးခဲ့ပါတယ်။ဒါပေမဲ့ American ကတော့အကျဉ်းသားတွေကို El Salvador စီရွှေ့ပြောင်းမှုကို ဖြစ်မြောက်အောင်ဆက်လုပ်ခဲ့ပါတယ်။ Trump ရဲ့မဟာမိတ်တအူးလည်းဖြစ်တဲ့ Bukele ကလူမှုကွန်ရက်ပေါ်တင်ထားတဲ့ဗီဒီယိုထဲမှာတော့ ခြေထိတ်လက်ထိတ်ခတ်ထားတဲ့သူတွေကိုလက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ရဲတပ်ဖွဲ့ဝင်တွေကလေရင်တွေစီကနေခေါ်ဆောင်သွားတာတွေ့ခဲ့ရပါတယ်။ဘူကီလီကအဲ့ဒီအကျဉ်းသားတွေကိုအယ်ဆာဗေဒိုရဲ့နမေဇိုးနဲ့ကြော်ကြားလာတဲ့အကြီးစားအကျဉ်းထောင်ကြီးစီကော့မှာထားရှိမယ်လို့ပြောပါတယ်။စီကော့ဆိုတာက အကျန်းဖတ်မှုတရားခံများချုပ်နှောင်ရေးစင်တာရဲ့အတူကောက်ပါအမေရိကန်ကလက်လွဲပေးထားတဲ့အကျဉ်းသားတွေကိုအယ်ဆာဗေဒိုမှာကနအူးအဆင့် တစ်နှစ်တာဝန်ယူချုပ်နှောင်ပေးမှာဖြစ်ပြီးအဲ့ဒီသဘောတူညီချက်ကတက်တန်းထပ်တိုးလို့ရမယ်လို့ဘူကီလီကဆိုပါတယ် American Apple ပုံမှန်မဟုတ်တဲ့အခြေအနေတွေနဲ့ရန်လိုထိခိုက်စေတဲ့နိုင်ငံသားသားရန်သူတွေကိုနည်းနည်းပိုင်ခွင့်ရှိတဲ့နိုင်ငံသားသားရန်သူများဆိုင်ရာအဥပဒေကို Trump ရဲ့အစိုးရကလက်ကင်ပြုတ်ပြီးအကျဉ်းသားတွေကိုနှင်းနှင်းခဲ့တာပါ Washington DC မြို့တော်ခရိုင်တရားသူကြီးကဒီအကြောင်းပြချက်ဟာဥပဒေကြောင်းအရာအငင်းပွားစရာတွေရှိနေတယ်လို့သုံးသပ်ပြီး နေနေမှုကို14ရက်ကြာကနအူးဆိုင်ငံထားဖို့အမိန်ပေးခဲ့ပေမဲ့အကျဉ်းသားတွေကိုရွှေ့ပြောင်းခဲ့တဲ့ကိစ္စကိုမတားဆီးနိုင်ခဲ့ပါဘူး။လေရင်ကထွက်သွားနေပြီလို့ရှင်းနေတွေအသိပေးတဲ့အခါတရားသူကြီးကသူ့ရဲ့စီရင်ချက်ထဲမှာမပါပေမဲ့လေရင်ကိုပြန်လှည့်လာဖို့နှုတ်မိန်ပေးခဲ့သေးတယ်လို့ဆိုပါတယ်။ Trump အစိုးရလက်အောက်ခံတရားရေးဝန်ကြီးဌာနရဲ့ရှင်းနေတွေကတော့သက်ဆိုင်ရာနေနေခံရသူတွေဟာ American ပိုင်နက်ထဲမှာမရှိတော့တဲ့အတွက်စီရင်ချက်ဟာဥပဒေတည်ရောက်မှုမရှိတော့ဘူးလို့အကြောင်းပြခဲ့ပါတယ်။ အင်ဖြူတော်ပြောရေးဆိုခွင့်ရအမျိုးသမီးကအစိုးရဟာအမေရိကန်တရားရုံးတစ်ခုရဲ့အမိန့်ကိုချိုးဖောက်ခဲ့တာမဟုတ်ပါဘူးလို့ကာကွယ်ပြောဆိုသွားပါတယ်။အမေရိကန်တရားရုံးဝန်ကြီးဌာနကတရားသူကြီးရဲ့စီရင်ချက်ကိုအယူခံဝင်ဖို့စီစဉ်ထားကြောင်းလည်းကြေညာထားပါတယ်ရှင်။လူ60နီးပါးသေဆုံးခဲ့တဲ့ night club မိလောင်မှုအပြီးမှာလူ100ယောက်ကိုမြောက်မက္ဆီဒိုးနီးယားရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ် မတ်လ16ရက်မနေ့အစောပိုင်းကကိုစာနီမြို့ရဲ့ Pulse Night Club မှာလောင်ကျွမ်းခဲ့တဲ့မီးဟာအ ਨੇ ဆောင်လူ59ဦးသေဆုံးစေခဲ့တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။မီးလောင်မှုဖြစ်ပွားချိန်ကပြည်တွင်းကနမေကြီး Hip Hop ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ DNK ရဲ့ဖျော်ဖြေပွဲကြောင့် Club ထဲမှာလူ900လောက်အထိများပြားနေခဲ့တယ်လို့သိရတာပါ။မီးလောင်မှုကြောင့် DNK အဖွဲ့သားတွေတဲကတအူးသာအသက်ရှင်ပြီးဆေးရုံမှာကုသမှုခံယူနေရပါတယ်။ ။ဒဏ်ရာရသူစုစုပေါင်းကတော့155ဦးထက်မနည်းများပြခဲ့တယ်လို့ဆိုပါတယ်။မြောက်မက္ဆီဒိုနီးယားအစိုးရရှေ့နေများရုံရဲ့ပြောရေးဆိုခွင့်ရအရာရှိကမီးလောင်မှုနဲ့ပတ်သက်လို့အ धिक တာဝန်ရှိတယ်လို့ယူဆရသူ10ဦးကိုကာလတိုဝရန်တွေနဲ့ယာယီဖမ်းဆီးထားပြီးစစ်ဆေးမေးမြန်းနေတယ်လို့ပြောပါတယ်။အဲ့ဒီထဲမှာ night club ရဲ့လုပ်ငန်းလည်ပတ်ခွင့် license ကိုခွင့်ပြုထားတဲ့အစိုးရအရာရှိတွေလည်းပါဝင်တယ်လို့သိရပါတယ်။ပြည်ထောင်ရေးဝန်ကြီးကတော့ အဲ့ဒီ night club မှာလုပ်ငန်းလည်ပတ်ဖို့တရားဝင်ခွင့်ပြုချက်ရမထားဘူးလို့ပြောပါတယ်။မိဖေးအန်တရဲတားစီရေးဆိုင်ရာတင့်တော်တဲ့စံနှုန်းတွေမရှိတဲ့ night club ကိုဖွင့်လှစ်ခွင့်ရနေတဲ့နောက်ွယ်မှာအာဂတိမှုတွေလက်ပေးလက်ယူကိစ္စတွေပါဝင်နေသလားဆိုတာကိုရဲတွေကဆက်လက်စုံစမ်းသွားမယ်လို့ဝန်ကြီးကဆိုပါတယ်။မေလာမှုဖြစ်ပွားခဲ့တဲ့ night club ဟာအရေးပေါ်အခြေအနေမှာလူစုလူဝေးနဲ့ရွှေ့ပြောင်းနိုင်ဖို့တင့်တော်တဲ့ထွက်ပေါက်နေရာတစ်ခုသာရှိခဲ့တယ်လို့ဆိုပါတယ်။ ပြည်တွင်းမီဒီယာတွေကတော့အဲ့ဒီ night club ဟာအရင်ကကော်စောကိုတာဟောင်းတစ်ခုကိုအဖြစ်သဘောပြောင်းလဲဖွင့်လှစ်ထားတာလို့ဖော်ပြနေကြပါတယ်။ night club ထဲမှာမီးတောက်တွေနဲ့အလှဆင်တဲ့ကရိယာတစ်ခုရဲ့မိစကမျက်နှာချက်တွေကိုထိမှန်ရာကနေစတင်မီးကူးဆက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီမျက်နှာချက်တွေဟာမီးလောင်လွယ်တဲ့ဓာတ်ပစ္စည်းတွေရောနှောပဝင်နေတာကြောင့်ပါ။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပြီးကနအူးသိရှိထားတဲ့အချက်အလက်တွေအရာ ထွက်ပေါက်တစ်ခုတည်းဖြစ်ဖြစ်မြောက်မြောက်ရှိနေခဲ့ခြင်းကလူတွေအများအပြားသေဆုံးရတဲ့အဓိကအကြောင်းအရင်းဖြစ်ယူဆထားကြောင်းသိရပါတယ်။မြောက်မက္ကဆီဒိုနီးယားသမရကမိခင်တယောက်လူသားတယောက်သမရတယောက်အနေနဲ့အခုသတင်းကြောင့်အရန်ထိတ်လန့်မိတယ်လို့ပြောကြခဲ့ပါတယ်။သူဟာထိခိုက်နေတာသူတွေအမိသားစုတွေစီဓာတ်ရိုက်ရေးရွဲပြီးအားလုံးရဲ့နာကျင်မှုကိုထပ်တူထပ်မြခန်းစားရကြောင်းလည်းဆိုပါတယ်။ဒဏ်ရာအရန်ပြင်းတဲ့လူနာတွေကိုဘူလ်ဂေးရီးယား၊ဂရိ၊ဆာဗီးယားနဲ့တူရကီနိုင်ငံတွေမှာရှိတဲ့ အထူးကုစေခန့်တွေစီပို့ဆောင်စေပြီးကုသမှုပေးထားတယ်လို့သမ္မတကပြောပါရယ်ဒီမီးလောင်မှုဟာမြောက်မက္ဆီဒိုနီးယားနိုင်ငံမှာတော့နှစ်ပေါင်းအတော်များများအတွင်းအရေးအတွက်အများဆုံးအစုလိုက်သိဆုံးတဲ့အနေထိုင်ရုံကိစ္စတစ်ခုအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါရယ်ရှင်